ဆုတောင်းဆက်ကြရအောင်ကောင်းမြတ်သောဖရာကိုရောကိုဂျေစုတင်နေကိုရောရှင်ဖန်ဆင်းရာနေ့ရမှာနှုတ်ကပတ်တော်ဆင်ခြင်းဖို့ကိုရောပြင်ဆင်ပေးတဲ့အတွက်ကိုရောကိုဂျေစုတင်နေဒီနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်၏အသက်တာကိုတိဆောက်စရာဖြစ်စေဖို့ကောင်းချီးပေးတော်မူပါသခင်ယေရှုခရစ်တော်ဖရာတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်အကျွင်းမဲ့တွင်တင်ပါမိအကြောင်းသခင်ယေရှုနာမ၌ဆက်ကဆုတောင်းပါ၏အာမင် Happy Sunday ပါဒီကနေ့ကတော့ရန်ကုန်မှာမိုးတွေလေတွေကြီးလွန်းတော့ဖျားကြောင်တော့မရောက်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဝိပုစီစင်ကိုပြုလုပ်ခွင့်ပေးတဲ့ဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေအိမ်မှာပဲကျွန်တော်တို့တွေဝိပုကိုးကွယ်ရလို့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီကနေ့နှုတ်ကပတ်တော်ကိုဆင်ခြင်ဖို့ရန်ခေါင်းစဉ်ကတိုင်တန်းခြင်း တိုင်တန်းချင်းလို့ပြောတဲ့အခါမှာတချို့တွေကဒီစကားကိုသိနားမလည်ဘူးပေါ့နော်အမှန်မှာတော့အတိုင်တော်ထူတယ်ဆိုတဲ့စကားဆိုရင်ပိုနားလည်လိမ့်မယ်ကျွန်တော်ငယ်ငယ်တုန်းကဆိုလို့ရှိရင်လူကြီးသူမတွေကိုယ့်ထက်အသက်ကြီးတဲ့အကိုတွေအမတွေစလို့နောက်လို့နော်ကိုယ့်ကိုမတရားလုပ်လို့ရှိရင်သွားတိုင်ကြတယ်ကိုမိပါတွေတိုင်တယ်သူတို့မိပါစီသွားတိုင်တယ်ဆရာဆရာမတွေစီတိုင်ပြောတယ်တနည်းအားဖြင့်အကူအညီတောင်းတယ် ကိုခံနေရတဲ့မတရားမှုကိုကူညီပေးပါဆိုပြီးတော့မှသွားပြီးပြောတဲ့သဘောမျိုးပဲတမာချန်းစာထဲမှာလည်းတိုင်တန်းတဲ့အကြောင်းလေးတွေကိုတွေ့ရတယ်ပေါ့နော်စာလံ35အပိုက်ငယ်1ကိုအရင်ဖတ်ချင်ပါတယ်စာလံ35အပိုက်ငယ်1မှာအိုးထာဝရဖျားအကျွန်ုပ်၌စန့်ကျင်ဘက် ပြုသောသူတို့ကိုစန့်ကျင်ဘက် ပြုတော်မူပါ အကျွန်ုပ်ကိုစစ်တိုက်သောသူတို့ကို တိုက်တော်မူပါဆိုပြီးတော့မှ ဖော်ပြတာတွေ့ရတယ်။အဲ့ဒီစာလံ35ကို အစအဆုံးဖတ်ကြည့်မယ်ဆိုလို့ရှိရင်စာလံဆရာက သူကဖယားခင်ကို တိုင်ပြောနေတာ။သူ့ရဲ့ရန်သူတွေနဲ့ပတ်သက်တဲ့အကြောင်းသူ့ကိုတိုက်ခိုက်တဲ့သူတွေရဲ့အကြောင်းသူ့ကိုမတရားသဖြင့်ပြုတဲ့သူတွေရဲ့အကြောင်းသူ့ကိုစန့်ကျင်ဘက်ပြုတဲ့သူတွေရဲ့အကြောင်းကိုဖယားခင်ကိုတိုင်ပြောပြီးတော့မှဖယားခင် ကျွန်တော်ကိုစန့်ကျင်ဘက်ပြုတဲ့သူတွေကိုကိုရောစန့်ကျင်ဘက်ပြုပေးပါ ကျွန်တော်ကိုတိုက်ခိုက်တဲ့သူတွေကို ကိုရောစစ်တိုက်တော်မူပါဆိုပြီးတော့မှသူကအဲ့လိုမျိုးပြောတာတွေ့ရတယ်ပိုပြီးတော့မှဒီအောက်ပိုင်းမှာဖတ်ကြည့်ရင်ဘာတွေပြောထားသေးလဲဆိုတော့ဖះရောက်အားကိုပြီးတော့မှဒီဆလန်စီယာကြီးကသူ့ရဲ့ရန်သူတွေကိုချိန်ဆဲတာလဲတွေ့ရတယ်ဆိုတော့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာဖះသခင်ကို တိုင်ပြောလို့ရတဲ့တိုင်လို့ရတဲ့အခွင့်အရေးရှိတယ်ဆိုတာကို သိဖို့လိုတယ်အဲ့တော့ဘုရားခင်ကို တိုင်ပြောကြရအောင်เนาะအဲ့လိုပြောရင်ဘာတွေတိုင်ကြမလဲပေါ့မတရားမှုတွေကိုယ့်ပေါ်မှာမတရားပြုတဲ့အရာတွေအတွက်ဘုရားသခင်ကို တိုင်ပြောလို့ရတယ်အဲ့ဒါလေးကိုအရင်ဦးဆုံးပြောချင်ပါတယ်တမန်ကျမ်းစာထဲမှာဒီဘုရားသခင်ကို တိုင်ပြောကြတဲ့လူတချို့အကြောင်းနဲ့ ကျွန်တော်တို့ကိုယ်တိုင်သတိပြုရမယ်အချက်လက်တွေအနည်းငယ်ပြောချင်တယ်ကပောက်ချန်းခန်းကြီး၄မှာပြောတဲ့စကားလေးကို အရင်ဦးဆုံးပြောချင်ပါတယ်ကပောက်ချန်းခန်းကြီး၄မှာအဲ့ဒါကကာယီနာနဲ့အာဘီလာအကြောင်းဖြစ်ပါတယ်ကာယီနာနဲ့အာဘီလာတို့ကချိန်တန်လို့ဘုရားသခင်ကို ရစ်ပူဇော်ကြတယ်အဲ့လိုရစ်ပူဇော်တဲ့အခါမှာကာယီနာကအသီးနှံစိုက်ပျိုးတဲ့သူမို့လို့အသီးနှံပူဇော်တယ် အာဘေလကတရိษံမွေးတဲ့သူမို့လို့တရိษံပူဇော်တယ်။ဘုရားခင်ကကာယိနာပူဇော်တာကိုလက်မခံဘူး။အာဘေလရဲ့ပူဇော်ခြင်းကိုဘုရားကလက်ခံတယ်။အဲတော့အဲ့ဒီညီကိုနှစ်ယောက်မှာပြဿနာရှိလာတယ်။အဲ့ပြဿနာဘာလဲဆိုရင်တစ်ချိန်တစ်ခါမှာအကိုကညီကိုခေါ်သွားပြီးတော့မှတတ်ပစ်တယ်ဆိုတာကို တွေ့ရတယ်။အဲတော့အာဘေလကမတရားခံလိုက်ရတယ်။ တနည်းအားဖြင့်ပြောရရင် အသက်ခံရတယ်ဆိုတော့ကောင်းကောင်းလေးပြပြရီရီနဲ့သေးသေးချာချာလေးကိုလှုပ်ကြံခံလိုက်ရတာဆိုတော့သူ့အတွက်ကတော့မတရားတဲ့အမှုဖြစ်တယ်ဆိုတာတွေ့ရတယ်။ဘာမှလည်းသူ့အကိုကိုနော်ရံပြူတာလည်းမရှိဘာမှလည်းနော်မဟုတ်တာလှုပ်ထားတာမရှိဘဲနဲ့မတရားခံလိုက်ရတယ်ဆိုတာတွေ့ရတယ်။သူ့အကိုကလည်းမနာလိုတဲ့စိတ်နဲ့ သူ့ညီအာဘေလကိုတတ်ပြစ်တယ်။အဲ့တော့ဘုရားခင်ကဒီမတရားမှုကို မြင်တယ်ဆိုတာလဲတွေ့ရတယ်။ဒီမတရားမှုကိုမြင်တဲ့ဘုရားခင်ကကာအိနာစီရောက်လာတယ်။အဲ့မှာဘုရားခင် ပြောတဲ့စကားကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်။ကပောက်ချန်ခန်းကြီး၄အပိုင်ငယ်30မှာဗာပြောလဲဆိုတော့ဘုရားခင်ကလဲတင်းဒီအပေတို့ပြုတ်ပြီးသည်နီတင့်ညီအသွေးဤအတန်သည် မြေတဲကငါ့ကိုအော်ဟစ်လျက်ရှိသည်တကားတဲ့အာဘေလရဲ့အသွေးကမြေကြီးတဲကနေဘု து အော်နေလဲဆိုတော့ဖယားသခင်ကိုအော်ဟစ်နေတယ်တနည်းအားဖြင့်ပြောရရင် တိုင်ပြောနေတယ်လို့ပြောလို့ရတယ်ဟိုတနည်းကစနီးတဲ့ကိုတိတ်သွားတဲ့သူတွေကဘာလုံနေကြလဲသူတို့တွေကငါတို့လုံနေတာကိုမြင်သလားသူတို့တွေတမလွန်မှာ ဘလိုမျိုးနေထိုင်နေကြမလဲဆိုတော့မှမိခွန်းနေမေးဖြစ်တယ်အဲ့တော့ဒီစန်းစာအရာကြည့်တဲ့အခါမှာမတရားသဖြင့်အပြုခံရတဲ့သူတွေတေသွားရင်တို့တွေကတမလွန်မှာတို့ရဲ့အသွေးကဖယားသခင်ကို တိုင်ပြောနေတယ်ဆိုတော့ဒီအချက်လက်ကိုယူခြင်းအားဖြင့်ကြည်ခြင်းအားဖြင့်တေသွားပြီးတဲ့သူတွေရဲ့အတန်တွေကဖယားစီကို ရောက်လာနိုင်တယ်ဆိုတာကိုသိဖို့လိုတယ် အသက်ရှင်နေတာမဟုတ်နော်တေသွားပြီတေသွားပေမဲ့သူတို့ရဲ့အတန်ကသူတို့ရဲ့ပတရားခံရတဲ့အရာကဘုရားရှေ့ကိုရှေ့ကိုရောက်လာပြီးတော့မှဘုရားသခင်ကိုတိုင်တန်းနေတယ်ဘုရားသခင်ကိုပြောပြနေတယ်သူတို့မတရားခံရတဲ့အရာတွေအတွက်စီရင်ပေးဖို့ရန်အတွက်ဘုရားသခင်စီမှာသူတို့ရောက်နေကြတယ်ပြောနေကြတယ်သူတို့ရဲ့ ိုတိုင်ပြောချင်းတွေကဖះနာတော်ကိုရောက်တယ်လို့နားလေရတယ်။အဲဒါကြောင့်အာဘီလာရဲ့အော်ဟစ်တဲ့အသံကြောင့်အာဘီလာရဲ့တိုင်တန်းချင်းကြောင့်ဖះသခင်ကဘသူစီရောက်လာလဲ။ကာအိနာစီရောက်လာတယ်။ကာအိနာကို ဆုံးမတယ်။ကာအိနာကိုဖះသခင်ကတတိပေးရတယ်။တော့ပြစ်တင်ရှုံချရတယ်ဆိုတာကို တွေ့ရတယ်။ဒါကြောင့်မလို့ဒီနေ့ကဘာပေါ်မှာ မတရားသဖြင့် ခံရပြီးသေဆုံးသွားတဲ့သူတွေနော်ကဘာပေါ်မှာနှိမ့်ဆက်ညင်းဆဲခံရပြီးတော့မှမတရားညှဉ်းပန်းနှိမ့်ဆက်မှုတွေကြောင့်သေဆုံးသွားတဲ့သူတွေရဲ့အသွေးကအော်ဟစ်တဲ့အတန်ဖရာသခင်မကြားဘူးလို့မထင်ပါနဲ့လောကကြီးထဲမှာမဟုတ်တာမလုပ်ဖဲနဲ့ဖရာစကားနားထောင်ပြီးတော့မှနော်သေဆုံးသွားရတဲ့ပရောဖက်တွေရှိပါတယ်ကဘာမြေကြီးပေါ်မှာ ဘုရားသခင်ကိုချစ်ပြီးအသက်ရှင်ပြီးမှအေဝံဂေလိတရားအတွက်အသက်ပေးလိုက်ရတဲ့သူတွေရှိပါတယ်သူတို့ရဲ့အတန်ကတိတ်ဆိတ်မနေဘူးသူတို့ရဲ့အတန်ကဘုရားစီရောက်มาတေးကြတယ်ဆိုတာကိုသိစေချင်ပါတယ်အာဘေလရဲ့အသွေးရဲ့အတန်ကတေးသွားပြီမဲ့လဲဘုရားသခင်ကို အော်ဟစ်ပြီးတောင်းဆိုနေတယ်ဒီတောင်းဆိုချက်ကိုဘုရားသခင်ကလစ်လူရှုလို့မရဘူးဘုရားခင်က ကြွလာပြီးတော့မှကာအီနာကိုဆုံးမရတဲ့အထီဖြစ်တယ်ဆိုရင်ဒီနေ့ကဘာမြေကြီးပေါ်မှာမတရားခံလိုက်ရတဲ့သူတွေရဲ့အတန်ဒီကဘာမြေကြီးပေါ်မှာတိတ်ဆုံးသွားတဲ့ဖြောင့်မတ်သူတွေရဲ့အတန်တွေဟာလဲတောတောညံပြီးတော့ဖျားရှိတော်မောက်ကိုရောက်နေမှာတေးချတယ်လို့ဒီလိုစဉ်းစားမိတယ်ပေါ့နော်ရှင်လူကာခရစ်ဝင်ခန်းကြီး16မှာအဖြစ်ပြက်လေးတစ်ခုရှိပါတယ် အဲ့ဒါကဘာလဲဆိုရင်တခင်ယေရှုခရစ်တော်ပြောတဲ့အဖြစ်ပြက်လေးလာဇရုနဲ့တထေးကြီးတို့ကတေဆုံးသွားကြတယ်နော်တထေးကြီးရဲ့အနားမှာအမြဲတမ်းတောင်းစားနေတဲ့လာဇရုဆိုတဲ့တောင်းစားတယောက်ရှိတယ်သူကအမြဲတမ်းခန္ဓာကိုယ်ကအနာတွေကိုကုတ်ဖဲ့ပြီးတော့မှတေသွားတယ်တထေးကြီးလည်းတေသွားတယ်တမမတမလွန်ကိုရောက်တဲ့အခါမှာတထေးကြီးကတော့တဲ့ ်မိအိုင်ထဲမှာနော်လာဇရုကတော့ဒီဆင်းရဲသားလာဇရုကတော့သူကအာဗြဟံရဲ့ယင်ခွင်မှာအဲ့တော့ဟိုဘက်ကတထေးကြီးကပူလောင်တဲ့နေရာမှာရောက်တော့လှမ်းကြည့်လိုက်တော့အာဗြဟံရဲ့ယင်ခွင်မှာအေးအေးဆေးဆေးနဲ့နေနေရတဲ့သူအိမ်သားမှာအမြဲတမ်းတောင်းစားနေတဲ့တရောင်းစားလာဇရုကို တွေ့တယ်။သူတို့နှစ်ယောက်ရဲ့ကြားထဲမှာကြောက်ချားတယ်။ကူးလို့မရအောင် ကျွန်တော်ရေတောက်ချင်တယ်လို့တောင်းဆိုတော့ အာဗြဟံကပြောတယ်လာလို့မရအောင်เนาะရေတပေါက်တောင်တောက်ခွင့်မရှိအဲ့တော့သူကအရန်စိတ်ထဲမှာဝမ်းနေကြေကွဲတာပေါ့เนาะသူယောဂကြီးထဲမှာကောင်းကောင်းနေခဲ့ပေမဲ့အခုတော့ပူလောင်တော့ကတဲ့နေရတယ်ဆိုတော့သူညီအကိုတွေကြံသေးတယ်တဲ့လောကမှာအသက်ရှင်နေတာအဲ့ဒီညီအကိုတွေကိုဒီလိုအဖြစ်ဆိုးနဲ့မကြုံရအောင်လို့သွားပြီးပြောပြပါ လာဇရုကိုပြန်ရှင်ခိုင်းပြီးတော့မှ သွားပြောပေးပါအဲ့ဒါဆိုရင်သူတို့ယုံလိမ့်မယ်အဲ့လိုပြောတယ်အဲ့ဒါနဲ့အာဗြဟံကအဲမရဘူးတဲ့လာဇရုကို ပြန်လွတ်လို့မရဘူးအဲ့ဒီမြေကြီးပေါ်မှာနော်အသက်ရှင်နေတဲ့သူတွေအတွက် prophet တွေဖျားစကားကိုပြန်ကြားမဲ့သူတွေရှိတယ်အဲ့ဒီလူတွေစကားကိုယုံဖို့လိုတယ်အဲ့ဒီစကားကိုမှမယုံရင်လာဇရုပြန်ရှင်လဲ သွားပြောလဲယုံမှာမဟုတ်ဘူးလို့ပြောတာကိုတွေ့ရတယ်အဲ့တော့လူကာ16အငယ်28မှာအဲ့ဒါလေးကိုဖတ်ချင်ပါတယ်အကျွန်ုပ်နိုင်ညီငါးယောက်ရှိပါသည် ဖြစ်၍သူတို့သည်ဤပြင်းပြစွာ ခံရအရက်တို့ မရောက်မီအကြောင်းသူတို့အာသက်တည်ခံစေခြင်းကလာဇရုကိုအကျွန်ုပ်အဘကြီးအိမ်တို့ဆေလွတ်တော်မူပါအကျွန်ုပ်တောင်းပန်ပါဤဟု ပြောဆိုလင်းတဲ့ အဲ့တော့ဒီစန်းစာကိုကြည့်တဲ့အခါမှာဒါကမရဏလို့ခေါ်တဲ့နေရာက နေပြီးတော့တည်ဆုံးသွားသောသူတွေရဲ့အော်ဟစ်ချင်းပေါ့အဲအဲ့ဒါလေးကိုတွေ့ရတယ်ပြန်ပြောမယ်နော်တည်သွားပြီလာဇရုလည်းတည်ပြီတထေးကြီးလည်းတည်သွားပြီဒါပေမဲ့အဲ့တည်သွားတဲ့သူတွေကဘာလုပ်နေကြလဲနော်မရဏကိုရောက်သွားတဲ့ဒီတထေးကြီးကသူ့လူမျိုးဆင်းရဲဒုက္ခမခံရစေဖို့ရန်အတွေ့ တောင်းဆိုနေတယ်ဆိုတာကိုတွေ့ရတယ်နော်တောင်းဆိုနေတယ်နော်အဲ့ဒါလေးကမရဏမှာရှိတဲ့သူတွေရဲ့ဝမ်းနေပူဆွေးခြင်းတမလွန်ဘဝကို ရောက်သွားတဲ့သူတွေရဲ့ကြေကွဲခြင်းဒီလိုမျိုးတွေ့ရတယ်သူတို့ကတော့ရွေးစရာလမ်းမရှိတော့လူဒီတခါသည်တေ၍ထို့နောက်မှတရားစီရင်တော်မူခြင်းကိုခံရတကယ်သောလို့ပြောတဲ့အတွက်တေသွားပြီးရင်တော့ရွေးချယ်စရာမရှိတော့သို့တော်လည်းသူတို့လိုမဖြစ်အောင် သူတို့လိုဘွားမျိုးမရောက်အောင်တေဆုံးသွားတဲ့သူတွေရဲ့ဝိညာဉ်ကဘာလုပ်နေလဲတောင်းဆိုနေတယ်အော်ဟစ်နေတယ်နော်တိုင်တန်းနေတယ်ဒီလိုမျိုးကျွန်တော်ကနားလည်မိတယ်ပေါ့နော်ဆိုတော့ဒီမှာရှိတဲ့ချစ်တော်မိသားစုဝင်တွေကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာကိုယ်တွေကမသိလို့ပါနော်တတိမထားမိလို့ခရစ်တော်ကိုမရဘဲတည်သွားတဲ့သူတွေခရစ်တော်ကို မတိလိုက်ဖဲနဲ့လောကကြီးကထွက်ခွာသွားတဲ့သူတွေရဲ့အတ္တဝိညာဉ်ကကြံရှိခဲ့တဲ့သူတို့နဲ့ဆိုင်တဲ့မိသားစုဝင်တွေသူတို့နဲ့ဆိုင်တဲ့ဆွေမျိုးတွေသူတို့နဲ့ဆိုင်တဲ့မိษွေတငယ်ချင်းတွေကဲတင်ချင်းရဖို့သူတို့ရောက်သွားတဲ့နေရာကို ရောက်မလာဖို့ရန်အတွက်သူတို့တွေကဖျားသခင်စီမှာတောင်းဆိုနေကြမှာပဲဒါကြောင့်မလို့ယေရှုခရစ်တော်ကပြောလေတင်တို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက် ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမ၌ပဋိစံပေးကြလော့လို့ပြောတယ်။အဲ့တော့ကျွန်တော်တို့တွေကလောကမှာအသက်ရှင်တဲ့အခါမှာဘာလုပ်ရမလဲလို့မေးရင်တမလွန်မှာနော်တည်ဆုံးသွားတဲ့သူတွေသူတို့ရဲ့တောင်းတချက်သူတို့တွေရဲ့အော်ဟစ်တံသူတို့တွေရဲ့လိုလားမှုတွေကိုကျွန်တော်တို့သိပြီးတော့မှမြေကြီးပေါ်မှာ ခရစ်တော်ရဲ့တည်င်းစကားကိုလူတိုင်းကြားသိအောင်ပြောပြဖို့လိုတယ်လို့ နားလေစီးခြင်းနဲ့အဲ့တော့တိုင်တန်းခြင်းမှာဒါပထမတစ်ချက်အနေနဲ့တမလွန်ရောက်သွားတဲ့သူတွေသူတို့ရဲ့အတန်တွေရှိတယ်သူတို့ရဲ့အော်ဟစ်တန်တွေတောင်းဆိုတန်တွေအကူညီတောင်းတန်တွေဘုရားသခင်စီကို ရောက်နေတယ်အဲ့တော့ဘုရားသခင်ကလည်းအဲ့ဒီကူညီတောင်းတန်တွေကိုကြားပြီးမှ ကိုင်းနာစီကို ရောက်လာသလိုအဲ့ဒီအကူအညီတောင်းတန်တွေကိုကြားပြီးမှဒီနေ့ကျွန်တော်တို့တွေဟာ ြေကြီးပေါ်မှာအသက်ရှင်စဉ်မလိုရမလဲပျောက်ဆုံးဝိညာဉ်တွေကို ခရစ်တော်ရဲ့တည်င်းစကားပြောကြားပေးဖို့လိုတယ်ဆိုတာကိုသိဖို့လိုတယ်။ယားသခင်ကလည်းဒီအတွက်ငါတို့ကို ခိုင်းစေနေတယ်၊တွားပါ ပြောပါအေဝံဂေလိတရားဟောပါလို့ပြောနေတာပဲဖြစ်ပါတယ်။ဒါကပထမဦးဆုံးအနေနဲ့တည်ဆုံသွားတဲ့သူတွေရဲ့တိုင်တန်းခြင်းတည်ဆုံသွားတဲ့သူတွေရဲ့အတန်းတောင်းဆိုတဲ့ ဒီလိုမျိုးနားလေစေးချင်းနဲ့နောက်ပြီးတော့မှနောက်တစ်ခုထွက်မြောက်ရာကျမ်းအဲ့မှာကျတော့လောကမှာအသက်ရှင်စေမှာကျွန်တော်တို့လောက်ရမယ်ကိစ္စလေးတွေရှိတယ်ထွက်မြောက်ရာကျမ်းခန်းကြီး22အပိုင်ငယ်23မှာထွက်မြောက်ကျမ်းခန်းကြီး22အပိုင်ငယ်23မှာဘာပြောလဲဆိုတော့နောက်ဆက်ချင်းတစုံတစ်ခုကိုပြု၍သူတို့ဒီငါအာအနေငယ်အော်ဟစ်လင် ငါသည်ထိုးတန်ကိုအမှန်ကြား၍24ရောက်တော့ငါအမျက်ပြင်းစွာ ထွက်လျက်တင်တို့ကိုဓာဘေးဖြင့်ကွက်မြက်မြီးတင်တို့မယားများသည်လည်းမုတ်ဆိုးမှဖြစ်၍သားသမီးများသည်လည်းမိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်တဲ့ကြောက်เสียကောင်းတယ်အဲ့မှာဘုရားခင်ကဗာပြောလဲဆိုမိဘမရှိသော သူငယ်နဲ့မုတ်ဆိုးမတို့ကိုတင်တို့သည် မနှောက်ရှက်ရလို့ပြောတယ် နော်မိဘမရှိတော့သူငယ်ဆိုတော့မိဘမဲ့ကလေးတွေပြီးရင်လင်ယောက်ျားမရှိတဲ့မုတ်ဆိုးမတွေကိုတဲ့မနှောက်ရှက်ရဘူးတဲ့အကယ်၍နှောက်ရှက်လို့သူတို့ဟာငါ့ကို အော်ဟစ်မယ်ဆိုရင်တဲ့အဲ့လိုမျိုးဟာမိဘမဲ့ကလေးတွေက နော်မစားရလို့နော်မုတ်ဆိုးမတွေကသူတို့တွေရဲ့နော်ဘဝမှာအနှောက်ရှက်ခံရလို့ เนาะဖះကို အော်ဟစ်မယ်ဆိုရင်ငါအဲ့ဒီစကားကိုကြားပြီးမှနားထောင်ပြီးတော့မှမင်းတို့တွေကိုမိပါမယ်ဖြစ်ခိုင်းမယ်မင်းတို့တွေကိုမုတ်ဆိုးမှဖြစ်အောင်လှုပ်ပစ်မယ်လို့ဖះခင်ကအဲ့လောက်ထိတွန်းတင်တာကို တွေ့ရပါတယ်ဒါကြောင့်မလို့ဒါကသတိပြုเสียအကြောင်းရှိတယ်ကိုနဘေးမှာမိပါမယ်တွေရှိရင်မုတ်ဆိုးမှတွေရှိရင်လေလူ ရှုဖို့မဟုတ်ဘူးလို့ ကျမ်းစာအပြင်သိရတယ်เนาะတို့ကိုမနှောက်ရှက်ရဘူးတို့ကိုဒုက္ခမပေးရဘူးတို့ကိုငတ်အောင်မထားရဘူးတို့ရဲ့လိုအပ်ချက်တွေကို မျက်ွယ်မပြုတ်ရဘူးအဲ့တော့မိဘမဲတွေဘာလုပ်ရမလဲဆောင်းရှောက်ရမယ်မိဘမဲကလေးတွေကို ကြည့်ရှုရမယ်တို့ကိုမကြည့်ရှုလို့ပြစ်ထားလို့တို့ကဖယောင်းကိုအော်ဟစ်ခဲ့ရင်အဲ့ဒီအော်ဟစ်တန်ကိုဖယောင်းနားထောင်ပေးမယ်လို့ပြောတယ် ဒါကဒီစကားကိုကြည့်တဲ့အခါမှာခုနကရှေ့မှာတော့တေဆုံးသောသူတွေရဲ့တိုင်တန်းခြင်းအခုဟာကမိဘမဲ့တို့ရဲ့တိုင်တန်းခြင်းနော်မုတ်ဆိုးမတို့ရဲ့တိုင်တန်းခြင်းအဲ့ဒါကိုဂယုဆိုင်ဖို့လိုတယ်အဲ့တော့ဓမ္မတိကာလကိုရောက်လာတဲ့အခါမှာဟေလီနစ်မုတ်ဆိုးမတွေကသူတို့ကို မပြူးစုလို့ဆိုပြီးတော့အော်ဟစ်ကြတော့အသင်းတော်မှာရှိတဲ့ပေတရုတို့မှအစာတမန်တော်ကြီးတွေက ီမုတ်ဆိုးမတွေကို ကြည့်ရှုဖို့ရန်အတွဲတင်းထောက်တွေကိုခန့်ထားတာတွေ့ရတယ်เนาะမုတ်ဆိုးမတွေရဲ့အရေးကဘလောက်တောင်အရေးပါလဲเนาะမုတ်ဆိုးမတွေအော်ဟစ်ပြီဆိုရင်အဲ့ဒီအော်ဟစ်တံဘယ်သူနားထောင်မလဲဘုရားခင်နားထောင်မယ်မုတ်ဆိုးမတွေမိဘမဲ့တွေကိုကြည့်ရှုခြင်းမပြုဘူးလစ်လူရှုမယ်ဆိုရင်ဘုရားသခင်ကအဲ့ဒီလစ်လူရှုတဲ့သူတွေကိုမုတ်ဆိုးမဖြစ်ခိုင်းမယ် မိဘမဲ့ဖြစ်အောင်လှုပ်ပြမယ်လို့တော့ဘုရားခင်ကတတိပေးထားတာတွေ့ရတယ်။ဒါကြောင့်မလို့ကဘာပေါ်မှာမိဘမဲ့ဂေဟာတွေဆိုတာဖြစ်လာတယ်။အရန်ကောင်းတယ်။မုတ်ဆိုးမတွေကိုကြိရှုတဲ့အစီအစဉ်တွေဖြစ်လာတာအရန်ကောင်းတယ်။သူတို့တွေကိုနှောက်ရှက်လို့ရလားမရဘူး။သူတို့တွေအဟစ်တခါမှာသူတို့ခံရတဲ့ဝေဒနာကိုသူတို့ဘုရားသခင်ကို ပြောပြတဲ့အခါမျိုးတွေမှာဘုရားသခင်ဘာလုပ်မလဲ။ဒီယူဆိုင်မယ်ကြိရှုမယ်။ဒါကြောင့်မလို့ဘူးနော်။ ိုင်တော်ထူကြတဲ့သူတွေနော်ဖះကို တိုင် တိုင်ပြောလို့ဖះသခင်စီရင်တော့မစားတာဘူးဒါကြောင့်မလို့ဖះသခင် မစီရင်ဖို့ဖះသခင်အပြစ်တင်ခြင်းကို မခံရဖို့ရန်အတွက်မုတ်ဆိုးမတွေနဲ့မိဘမဲ့ကလေးတွေရဲ့အော်ဟစ်တန်တွေကို ကိုယ်တိုင်ကြားတက်ပြီးတော့မှသူတို့ကိုဂရုစိုက်ဖို့လိုတယ်လို့အပြေးချင်တယ်ဒါကဒါကမုတ်ဆိုးမတွေနဲ့ မိဘမဲတို့ရဲ့တိုင်တန်းခြင်းနောက်တစ်ခုနောက်ဆုံးတစ်ခုတရားဟောရာကျမ်းအခန်းကြီး24အငယ်25မှာအဲ့ဒါကကြတော့ပါလဲဆိုလို့ရှိရင်နေစဉ်မပြတ်သူ့အခကိုပေးရမည်မပေးဘဲနေမဝင်စေနှင့်သူသည်ဆင်းရဲသောကြောင့်ရထိုက်သောအခကိုလည်းစိတ်ဆွဲလန်းလျက်ရှိလိမ့်မည် မပေးဘဲနေလင်သူသည်တင့်ကိုအပြစ်တင်၍သာဝရဖျားကို အော်ဟစ်သဖြင့်တင်၌အပြစ်ရောက်မည်ကိုစိုးရိမ်เสียရှိ၏တဲ့။ကဲအိမ်မလုတ်အားခမပေးဘဲနေမဝင်စေနဲ့လို့ပြောတယ်။စင်းရဲသားတွေရထိုက်တဲ့အခါကိုလည်းမပေးဘဲမနေနဲ့လို့ပြောတယ်။အကယ်၍ဒီလုတ်အားခလေးကိုရမစားရမယ်သူတွေ ဒီလှုပ်အားခါလေးရမဘဝမှာအစဉ်ပြေမဲ့သူတွေကိုခိုင်းတော့ခိုင်းပြီးတော့မှလှုပ်အားခါမပေးဘူးဂတိကဝတ်တွေပေးပြီးတော့မှပေးစရာရှိတာတွေကိုမပေးဘူးနော်ဒီဟာလေးကိုပဲမျောလင့်ပြီးနေရတဲ့သူတွေရဲ့ဘဝကိုနော်မကြွေးမွေးဘူးလစ်လူရှုမယ်ဆိုရင်တဲ့သူတို့ကဘာလုပ်မှာလဲသူတို့ကတဲ့ထာဝရဖျားကိုအော်ဟစ်လိုက်မယ်တဲ့ ဲ့လိုအော်ဟစ်ရင်တဲ့တင့်အပေါ်မှာအပြည့်ရောက်မှာကိုစိုးရင်ရတယ်အဲ့တော့ဒီမှာဘာတွေ့ရလဲဆိုရင်ကိုယ့်အပေါ်မှာဖျားသခင် အပြည့်ရောက်ရခြင်းဆုံးမခြင်း ရောက်ရခြင်းရဲ့အကြောင်းကဘာကြောင့်လဲရတဲ့ရတိုက်တဲ့အခါကို မပေးဘဲနေလို့เนาะဒါကြောင့်မလို့အဲ့ဒါတိတ်ကြောက်စရာကောင်းတယ်တိလားလူတယောက်ကကိုနဲ့ပတ်သက်တဲ့ ကောင်းတဲ့အရာကိုနည်းကိုယ့်ရဲ့မတရားမှုပြုမှုကိုကိုယ့်ရဲ့လိလူရှုမှုကိုဖះအောင်တိုင်ပြောတယ်ဆိုပါစို့ဘုရားခင်ဘာလုပ်မလဲဘုရားခင်အရေးတယူလုပ်မယ်လို့ပြောတာဒါကြောင့်မလို့လေနော်တကယ်ကြောက်စရာကောင်းတယ်ဘုရားခင်စီကို ရောက်သွားတဲ့တိုင်တန်းခြင်းတွေကအရေးတယူအလုတ်ခံရမယ်ဆိုတာကိုသိဖို့လိုတယ်ဒါကြောင့်လှုပ်အားခမရတဲ့သူတွေကသူတို့လှုပ်အားခမရလို့ တို့ရသင်ရထိုက်တဲ့အခါကို မပေးလို့ဘုရားသခင်ကိုအော်ဟစ်တိုင်တန်းတဲ့အခါမှာအဲ့ဒီမပေးတဲ့သူတွေပေါ်မှာဘုရားခင်ဘာလုပ်မလဲအပြစ်စီရင်မယ်လို့ပြောတာတွေ့ရတယ်ဒါကြောင့်မလို့နော်ကျွန်တော်တို့လေဘာဟိုစဉ်းစားစရာဖြစ်လာတယ်ဆိုဣသရေလလူမျိုးတွေထဲမှာရှင်ဘုရင်နေဒါဝိမင်းကြီးမှစား နော်ရှင်ဘုရင်တွေရဲ့အကြောင်းကိုဖတ်ကြည့်ရင်ရန်သူတွေကသူတို့ လာလာပြီးချိန်ချောက်ရင်သူတို့ကဗိမာန်တော်ကိုအပြေးလေးသွားပြီးတော့မှဘုရားသခင်မှာကျွန်တော်တို့ကိုချိန်ချောက်နေတယ်ဘုရားသခင်ဒီမှာကျွန်တော်တို့ကိုနော်မတရားပြုတ်နေတယ်ကိုတော့ဆုံးမပေးပါဦးကိုတော့နော်ကျွန်တော်တို့ဘက်ကနေယက်တီပေးပါအောင်ဆိုပြီးတော့မှအမြဲတမ်းဖျားသခင်ကို တိုင်ပြောတယ်ဆိုတာတွေ့ရတယ်။ရန်သူအင်အားကဘလောက်များများ ဲ့လိုဘုရားကိုတိုင်ပြောလိုက်ပြီးဆိုရင်ဘုရားသခင်ကအဲ့ဒီများပြားလာတဲ့ရန်သူတွေကိုလည်းဣသရေလလူမျိုးတွေရဲ့ရှေ့မှာဖျက်ဆီးပစ်တာပဲဘုရားသခင်ကိုတိုင်ပြောတတ်တဲ့ဣသရေလလူမျိုးတွေယူဒအရှင်ဘုရင်တွေဟာရန်သူကိုအမြဲတမ်းနိုင်ရတဲ့အခွင့်ရတယ်အဲ့တော့တိုင်ပြောတယ်ဆိုတာကိုကနော်အာမတန်လို့ကိုမလုံနိုင်တော့လို့အနိုင်ချင်းခံရလို့ကိုဘက်ကမစွမ်းနိုင်လို့အစွမ်းတကူကြီးတဲ့ဖះ အရာအားလုံးကိုတတ်နိုင်တဲ့ဘုရားကိုတိုင်ပြောတာလေအဲ့တော့အဲ့ဒီတော့တိုင်ပြောတော့ဘုရားသခင်ကကိုယ့်ဘက်ကနေနေပြီးတော့ပြင်းထဲလိုက်တယ်ဆိုရင်တော့အားရစရာကြီးဒါကြောင့်မလို့ပေါ့နော်ငြိမ်းခံနေမှာလားဒါမှမဟုတ်ရင်လည်းအနိုင်ကျင့်ခံမှာလားမခံပါဘူးဘုရားသားသမီးတွေအနိုင်ကျင့်ခံစရာအကြောင်းမရှိပါဘူးအဲ့တော့ကိုယ့်ပေါ်မတရားပြုလာတယ်လောအားလားစာမပေးဘူးအနိုင်ကျင့်မှုတွေရှိလာတယ်ဆိုရင်ကိုယ့်ဘက်ကဘာမှပြန်တုံ့ပြန်နိုင်စွမ်းမရှိဘူးဆိုရင်ဘာလို့မလဲ ဖယားကိုသာတိုင်ပြောလိုက်ဘုရားသခင်ကအဲ့ဒီအတွက်အလုံးလုံးပဲဖြည့်ရှင်းပေးမယ်ဆိုတာကို နားလေရဒါကြောင့်မှာရှိတဲ့ချစ်တော်အာမိသားစုဝင်နေအယောက်တန်းရဲ့အသက်တာမှာဘုရားသခင်ကို တိုင်ပြောလို့ရတယ်လို့ပြောချင်တယ်အဲ့တော့ဆာလန်ဆရာကြီးကတော့ကိုရောကျွန်တော်ကိုနှောက်ရက်တဲ့သူတွေကိုနှောက်ရက်တော်မူပါကျွန်တော်တို့ကိုစစ်တိုက်တဲ့သူတွေကိုရောတိုင်းစစ်တိုက်တော်မူပါလို့အဲ့လိုမျိုးကို ပြောထားတာ တော့ကျွန်တော်တို့လည်းသတိပြုစရာလိုအကြောင်းရှိတယ်။တေဆုံးသွားတဲ့သူတွေရဲ့အတန်ကဘုရားသခင်စီရောက်လားရောက်တယ်။သူတို့ရဲ့အော်ဟစ်တန်နေကျဲလောင်နေတယ်။အဲ့ဒီတွဲဘုရားသခင် အလုံးလုံးနေတယ်။မုံဆိုးမတွေမိဘမေတွေအတန်ကဘုရားသခင်စီရောက်လားရောက်တယ်။သူတို့ပေါ်မှာနှောက်ရတဲ့သူတွေကိုဘုရားသခင်စီရင်မယ်။ထိုနည်းကောင်းမဲ့လှုပ်အားခရတင်ရတဲ့ရေတန်းနဲ့ မရဘဲနေလို့အော်ဟစ်တဲ့သူတွေအတန်လဲဘုရားစီရောက်လာ ရောက်တယ်ဘုရားသခင်ကစီးရင်ပဲကျွန်တော်ပေါ်မှာမတရားပြုတဲ့ရန်သူတွေကျွန်တော်ပေါ်မှာမတရားပြုတဲ့နော်နှောက်ယှက်နေတဲ့သူတွေအတွက်ဘုရားစီမှာတိုက်တန်းလို့ရလားရတယ်ဘုရားသခင်ကအတန်ကြားပြီးတော့မှစီးရင်ပေးမယ်ဒါကြောင့်ဘုရားသခင်ကိုကိုကိစ္စအဝဝကောင်းခြင်းဆိုးခြင်းကိုပေါ်မှာ ပြုကြတဲ့အမှု မတရားသောအမှုနော် မချေနှက်တဲ့အမှုတွေကိုဖះစီမှာတိုင်တန်းလို့ရတယ်ပြောပြကြရအောင်လို့တိုက်တော်ပါတယ်ဖះရှင် ကောင်းကြီးပေးပါစေကဲဆုတောင်းရအောင်နော်အနန္တကုရှင်ဖဖះကိုရောကိုယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အတွက်ယေရှုတင်ပါတယ်ကျွန်တော်တို့ဟာမတက်နိုင်တဲ့ကိစ္စတွေရှိရင်ကိုယ့်ထက်တက်နိုင်တဲ့သူကိုသွားပြီးတော့မှတိုင်ပြောတတ်ပါတယ်စီရင်ပေးပါလို့ပြောတတ်ပါတယ်ကူညီပါလို့ပြောတတ်ပါတယ်ဘုရားသခင်ဒီကနေ့ကျွန်တော်တို့ အသက်တာမှာဒီနေ့ပျောက်ဆုံးဝိညာဉ်တွေအတွက်ဧဝံဂေလိတရားကို ဟောဖို့ဓမ္မလွန်ကို ရောက်သွားတဲ့သူတွေအသံတွေဒီလူတွေရဲ့တောင်းဆိုမှုတွေကို ကျွန်တော်တို့သိပြီးတော့မှမြေကြီးပေါ်မှာအသက်ရှင်နိုင်ဖို့မဆတော်မူပါဒါနဲ့မကသေးပါကိုရောကျွန်တော်ရဲ့အသက်တာမှာဖျားရှင်မုတ်ဆိုးမတွေမိပါမဲ့တွေကိုလိလူမရှုဖို့လှုပ်အားလားစာရတင်ရထိုက်တာကိုလည်းမပေးဘဲမနေမိဖို့မဆပါ ီနေ့လောကမှာဆင်းရဲပါတယ်ဆိုတဲ့သူတွေရဲ့အော်ဟစ်တန်နေသူတို့ရဲ့တောင်းတချက်တွေကိုလစ်လူမရှုမိဖို့ကိုရောမာဆာပါသူတို့တွေရဲ့တောင်းတမှုအော်ဟစ်မှုတွေကြောင့်ကျွန်တော်တို့အပေါ်မှာအမင်္ဂလာမတက်ရောက်စေဖို့ကိုရောမာဆာပါသူတို့စီကအော်ဟစ်တန်တွေကိုကြားတက်ပြီးတော့မှသူတို့ရဲ့လိုလားချက်တွေကိုခန္ဓာစိတ်ဝိညာဉ်ဖြည့်ဆည်းပေးနိုင်ဖို့မာဆာတော်မူပါယေရှုတင်တယ်ယေရှုတော်ပေါင်းကိုချီးမွမ်းတဲ့နှုတ်ကပတ်တော်အတွက်ယေရှုတင်တယ်လက်တွေ့အသက်တာမှာလည်း လိုအပ်နေတဲ့အားနည်းနေတဲ့သူတွေစီကိုခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးနဲ့ပတ်ရစ်ပြီးကူညီနိုင်ဖို့မဆာပါမိအကြောင်းဂျေဇုတော်ပေါင်းကိုချီးမွမ်း၍သခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်